みなさん、こんにちは。一緒に勉強しましょうの時間です。今日は皆様にいろいろな卵のことはどういうことで話したいです。じゃあ、始めましょうね。<noise> နောက်နေ့ဗီဒီယိုလေးမှာတော့နောက်ထပ်၃မျိုးကိုထပ်ပြီးပြပြပေးပါမယ်။အဆုံးတကြိမ်လေးသာပါအောင်နော်။အလုံးလေးတွေမပြပြခင်မှာဗီဒီယိုလုံးဖြစ်သွားတာကတော့ဆွတ်လက်လေး IT College နဲ့ဂျပန်ရောက်လာတာတလားနှစ်ပတ်လောက်ရှိပြီပေါ့နော်။အဲဒီတော့တွင်မှာကချိုက်လို့ရောကုန်စည်ဆေးချွေတန်းချင်တာရောနဲ့ကျုပ်ကခဏခဏစာပြတော့လေ။အဲကျုပ်ကြောကျုပ်ပြုစာတွေကိုတမကောလို့ပဲမြန်မြန်ပြောနေရတာကရိုးလာတယ်ပေါ့နော်။ဒါကြောင့်မလို့တခြားခေါ်ဝေါ်လေးတွေကိုတိတလောက်လေးတွေကို share လုပ်ပေးထားတာမို့လို့အမပါတယ်ဆိုလို့ရှိရင်လည်းခွင့်လို့ပြီးတော့ကြည့်ပေးကြပါအောင်နော်။စကနောပစ္စည်းလေးရှိရင်လည်းဝင်ပြပေးခဲ့လို့ရပါတယ်။ အဲ့တော့ပထမဦးဆုံးစကားလုံးလေးကတော့မေတ္တာမယာကိလို့ခေါ်ပါတယ်။မေတ္တာမယာကိညမာလို့ချုပ်ဟပ်ပိုင်ကျော်လို့ခေါ်ကြပြီးတော့အင်္ဂလိပ်လိုဆိုရင်တော့ sunny side up fried egg ဆိုပြီးတော့ခေါ်ပါတယ်။နောက်စကားလေးတစ်လုံးကတော့ချုပ်ဥပ္ပုပြုတ်တဲ့အခါမှာအပေါ်ကာကကျက်ပြီးတော့အထက်ကအနှစ်ကမကျက်သေးတဲ့အနေထားလေးပါ။အဲ့လိုရှိတဲ့ချုပ်ဥလေးကိုတော့ hanjuku tamago လို့ခေါ်ပါတယ်။ Tanjuku Tamako အဲ့တော့သူ့ကိုအင်္ဂလိပ်လိုဆိုရင်တော့ soft point at look ခေါ်ပြီးတော့မြန်မာလိုကတော့ကျအုပ် hot point ဆိုပြီးတော့လည်းခေါ်လို့ရပါတယ်။တချို့တွေကလည်းကျအုပ်ကချက်လို့ခေါ်ကြတယ်ပေါ့နော်။နေရာဒေသလိုက်ခေါ်ဖို့လေးကတော့မြန်မာလိုကခွဲလွဲနိုင်ပါတယ်။သုံးထားတဲ့ font design အရာပုံမှန်စလုံးနဲ့မတူဘဲနဲ့ hand ဆိုတဲ့စလုံးလေးကခန်းကြီးလေးကနည်းနည်းလေးခွဲလွဲနေရပေါ့နော်။ အဲပြီးတော့ဒီချက်ဝလေးကတော့9မိနစ်လောက်ပြုတ်မယ်ဆိုလို့ရှိရင်အခုလိုနေထားချက်ဝလေးရတယ်ပေါ့အဲပြီးတော့ပြုတ်ထားတဲ့ချက်ဝလေးဖြစ်တဲ့ကြောင့်မလို့တို့တွေကိုပုံမှန်အဖြစ်ယူတဲ့တမကောက်ဆိုပြီးတော့လည်းခေါ်လို့ရပါတယ်။ကဲနောက်ဆုံးဆလုံးလေးကတော့ချက်ဥကိုအချက်ပြုတ်တဲ့အနေထားလေးပါ10မိနစ်15မိနစ်လောက်ပြုတ်လိုက်မယ်ဆိုလို့ရှိရင်ချက်ဥအချက်ကလေးကိုရရပေါ့နော်။အဲ့ဒါကိုဂျပန်လိုကခတာယူတဲ့တမကောက်လို့ခေါ်ပါတယ်။ခတာယူတဲ့တမကောက် တော့အင်္ဂလိပ်လိုဆိုရင်တော့ heart point at look ခေါ်ပြီးတော့မြန်မာလိုဆိုရင်တော့ကျုပ်အချက်ပေါ့နော်ဒါဆိုရင်တော့ဒီစကားလုံးလေးသုံးလုံးကိုအသုံးချနိုင်နေမယ်လို့ပြောနေပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆက်ကြည့်ပါရင်ဆုံးဖြတ်ကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးပါနော်မင်္ဂလာဆန်းဘိုင်ဘိုင်